မမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့တွေဒီခဏတော့ Greeting English Unit 12မှာပါတဲ့ Making Comparisons နိုင်ရှင်မှုတွေပြုလုပ်ခြင်း12 C Grammar C ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Greeting 11 Training နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြင်ပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တစ်စပ်ပေးသွားမှာကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe click လုပ်ပြီးလုပ်ပေးထားဖို့ဥစွာတောင်းဆိုပါရစေ။ဒါဆိုရင်ကျွန်တော်တို့ make comparisons သင်ခန်းစာကိုစကြရအောင်။ making comparisons as as in not as as. Study the following sentences went as as in not as as. Okay? It's a Malayo in Jijame. A small elephant is back. The cow is also back. Saying a little Kong ale, Jiade. The cow is also back. Edinama yale, Jiade. ဒီစာကြောင်းတစ်ကြောင်းကိုကျွန်တော်တို့ကတစ်ကြောင်းလေးရေးချင်တာပေါ့ဗျာ SS ကိုတုံးပြီးတော့ပေါ့ဒါဆိုရင် blue ရေးမလဲကျွန်တော်တို့လေ့လာကြည့်ကြအောင် the cow is as big as a small elephant ဒီစနစ်နှစ်ကြောင်းမှာကဂုံရီတူနေတာပေါ့ဗျာဂုံရီတူတာကြောင့်မို့ကျွန်တော်တို့ကဂုံရီတူတာဆိုရင် s နှစ်ခုချာနှစ်ခုနှစ်ခုချာမှာ adjective degree 1 adjective ကိုထားပြီးတော့မှရေးတာဖြစ်ပါတယ်အဲ့တော့ the cow is as big as a small elephant ဆိုပြီးတော့မှတကြောင်းနဲ့ဖြစ်အောင်ရေးလိုက်တာပေါ့နော်အဲ့ဒီနမသည်စင်တကောင်လောက်ကြီးတယ်အဲ့တော့ဒီအကုန်လုံးက quality ကအတူတူပဲဒီနေ့မှာ မေးစရာရှိတယ်ကအစမောဟဲလီဖန့်ကိုပဲအရှိမထားပြီးတော့မှရေးလို့မရဘူးလားရတော့ရတယ်သူ့တော်ညာလည်းမလောက်ဘူးဘာလို့မလောက်လဲဆိုတော့ကျွန်တော်တို့ကစင်ကြီးတာကမထူဆန်းဘူးနော်နမကြီးကကြီးတာကထူဆန်းတယ်ဒါကြောင့်မို့ကျွန်တော်တို့ကနမကြီးကိုအလေးပေးခြင်းလို့ကျွန်တော်တို့ကနမကိုအရှိမထားမှရေးတာဖြစ်ပါတယ်ဒါကြောင့်မို့ the count is as big as a small elephant ဖြစ်ပါတယ်ဒါ adjective ကိုတော့တည်ဖို့လိုတာပေါ့ဗျာဟုတ်ကဲ့ also တွေကပြုတ်သွားမှာကျွန်တော်တို့က nine ရှင်လိုက်ပြီဆိုတော့ Mimi can play the piano well. Coco can also play the piano well. Mimi ကစံနေကောင်းကောင်းတီးတတ်တယ်။ Coco ကလည်းပဲစံနေကောင်းကောင်းတီးတတ်တယ်။အဲ့တော့ Mimi ရော Coco ရောစံနေကောင်းကောင်းတီးတတ်ကြတယ်။ Mimi တီးတတ်တယ်လို့ Coco လည်းစံနေကောင်းကောင်းတီးတတ်တယ်ပေါ့။ဒါတော့ဒီနေရာမှာတော့ Mimi နဲ့ Coco ကိုအလေးပေးချင်တဲ့ဟာကိုရှင်းမထားလိမ့်ဦးမယ်။ဒါတော့ကိစ္စမရှိဘူး။ Okay. Coco can play the piano as well as Mimi. ဒီနေရာမှာ well ဆိုတာကတော့ adjective မဟုတ်တော့ adverb ဖြစ်သွားတယ်ပေါ့နော်။ as well as Mimi ဖြစ်ပါတယ်။ Okay, Tura can run faster than Tuta. Tura ဟာ Tuta ထက်ကိုပိုပြီးတော့မြန်မြန်ပြေးနိုင်တယ်။အဲ့တော့ Tuta ကကြတော့ Tura လောက်မြန်မြန်မပြေးနိုင်ဘူးလို့အဲ Tuta Tuta ကကြတော့ Tura လောက်မပြေးနိုင်ဘူးမြန်မြန်မပြေးနိုင်ဘူးလို့ကျွန်တော်ကရေးရမှာပေါ့။အဲ့တော့ Tuta နဲ့စရေးရမယ်။ Tuta က Tura လောက်မပြေးနိုင်ဘူးဆိုတော့ Tuta cannot run နော် Tuta subject ပြီးတော့ verb as fast as ကျွန်တော်တို့ဒီနေရာမှာတိထားပြရမှာဒီ degree 2ဒီ above ကိုကျွန်တော်တို့က degree 1ကိုပြန်ပြောင်းပေးရမယ် degree 1ကိုတော့မိမှာ as far as tutor tutor ဒါမှနော် tutor ဒီ tutor လောက်မြန်မြန်မပြည့်နိုင်ပါလို့ဒါဒီဆက်တဲ့အကြောင်းကတော့အတိတ်ပဲတူတူပဲပေါ့နော် okay စစ်တီကြောင်းဆို it is colder this year than it was last year ဒါကျွန်တော်အများစုဒါမျက်စိလဲကြတယ်စက်တက်ပတ်တာပေါ့နော်အဲ့တော့သူ့ကိုအဖြေကိုအရင်လေ့လာကြမယ်ကျွန်တော်တို့အဲ့တော့သူ့ရဲ့အတိတ်ပဲကတော့ ဒီနှစ်ဒီမနစ်ကထက်ကိုပို့ပြီးတော့မှအေးပါသည်တဲ့ဒီနှစ်ဒီမနစ်ကအေးခဲ့တာထက်ကိုပို့မှအေးပါသည်ကျွန်တော်ဒီနေ့မှမြုပ်ထားတာလေးကိုသတိထားစီခြင်းလို့ကျွန်တော်ဒီမှာရေးထားပေးတာတကန်းသူကဗာမြုပ်ထားခဲ့လဲဆိုတော့ it was cold last year cold ဆိုတာလေးကိုသူမြုပ်ပြီးတော့မှရေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသူ့ကိုဒီလိုမျိုး degree 2နဲ့ရေးထားတဲ့ sentence ဆိုရင်ကျွန်တော်တို့ကဒီ not ss နဲ့ရေးရမှာပေါ့ဗျာအဲ့တော့ဘယ်လိုရေးမလဲဆိုရင် it was နော်ဒီကမနစ်ကဒီဒီနှစ်လောက်မအေးပါလို့ကျွန်တော်ရေးမှာဟုတ်အဲ့တော့ကျွန်တော်က it was no as cold as year as it is this year လို့ရေးလိုက်တယ်ဘာကြောင့်မို့လို့ရေးရလဲဒီမှာကျတော့ကျွန်တော်တို့က first တို့အဲဒီမှာ first star တို့ဒီမှာ world တို့ back တို့ကြတော့ adjective တလုံးတည်းစီတလုံးတည်းခင်ဗျတို့တော့ညာလဲဒီမှာကကြတော့ခိုးထားအပြင်အနောက်မှာကျွန်တော်တို့ this year ဆိုတဲ့အချိန်ပြပုတ်ပါတယ် တိတိကျကျပြောမယ်ဆိုရင်တော့ခြုံပြီးတော့ပြောလိုက် avab ပေါ့ဗျာ avab နေရာပြချင်းပြပုတ်တွေပါလာရင်တစ်ခါတည်းမှာထည့်ပေးရမယ်အဲ့တော့ as cold ဆိုတဲ့ adjective ကိုရေးမယ်ပြီးတော့မှကျွန်တော်တို့ဒီမှာအနောက်က lesser ဆိုတဲ့ avab ကိုပါကတ်ရေးပေးရမယ်เนาะ as cold lesser as ပြီးတော့မှ subject verb avab ပဲပြီးတော့မှ subject ပြီးတော့မှ verb ပြီးတော့မှ this year ဆိုတဲ့ effect ပဲအချင်းပြပုံပဲပေါ့နော်အဲ့တော့ဒီဒီ setup pattern ကကျွန်တော်မျက်စိမျက်စိလေးကြတယ်သူဘယ်လိုရမ်းမလဲမသိဘူးပေါ့နော်ဒီဂျားထဲမှာမြုပ်ထားတာလေးကိုမသိလို့ပါဒီဂျားထဲမှာမြုပ်ထားတာလေးကိုဖော်တတ်ပြီးစရင်လွယ်သွားလိမ့်မယ်အဲ့တော့သူကဘယ်လိုရေးထားတာလဲ it is colder this year than it was cold last year လို့ရေးထားတာဒါကြောင့်မို့ကျွန်တော်တို့က it was not as cold last year တခါတည်း adjective အနောက်မှာတခါတည်းကျွန်တော်တို့က adverb ပါလိုက် adverb ပါကတ်ထပေးမယ်ပြီးတော့မှ subject verb အဘက်ပေါ့ဗျာအဲ့လိုရေးရပါတယ်သူရဲ့ pattern လေးကိုမစ်စီတမမြင်အောင်ကျွန်တော်ယူလာတယ်သူရဲ့ရှိမှာတော့ subject verb ပါတာပေါ့ဗျာကျွန်တော်ဒီ pattern ညတားရှိနေမှာဆိုလို့မထည့်ထားတာ subject verb ပါမယ်ပြီးတော့မှ not ပါလဲပါမယ်ပါလဲမပါဘူးเนาะ as adjective နော်ဒါမှမဟုတ် adverb လည်းဖြစ်နိုင်တာပေါ့ as adjective ဒါမှမဟုတ် adverb ဒီထဲမှာ time and place ပါလာရင် time and place တခါတည်း adjective အနောက်မှာ time and place ပါလာရင် time and place တခါတည်းထည့်မယ်ပြီးတော့မှ as အနောက်မှာ subject verb နော် subject verb time and place ပါလိုက်ရင် time and place ကိုခါရထည့်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှ text ထဲမှာမပါတဲ့ example လေးတွေကိုကျွန်တော်တို့ next slide မှာလေ့လာကြအောင်ဆိုပါ။ We use as adjective or a verb as as နှစ်ခုကြားမှာ adjective တို့မှ verb မှာထားပြီးတော့မှရေးတဲ့ pattern ကိုတဲ့ to make comparison နိုင်ရှင်မှုတွေနိုင်ရှင်ခြင်းရင်သုံးတယ်နိုင်ရှင်မှုတွေသုံးတယ် when the things we are comparing ကျွန်တော်တို့နိုင်ရှင်နေတဲ့အရာတွေက equal in some way တနည်းတစ်ပုံပုံနဲ့ နော်အရည်အသွေးတူညီနေတယ်ဆိုရင်ကျွန်တော်တို့ as adjective or ever as ကိုသုံးပါတယ်တဲ့ Okay, not as adjective and verb ကိုကြတော့တဲ့ to make comparison between things which are not equal သူကြတော့ not equal မညီမျှတဲ့အခါမှာ not as adjective or ever as ကိုသုံးတယ်အရည်အသွေးတွေညီမျှနေတယ်ဆိုရင်တော့ as ဒီမှာကြတော့ equal ပေါ့နော်အရည်အသွေးတွေညီမျှနေတယ်ဆိုရင်အရည်ချင်းတွေညီမျှနေတယ်ဆိုရင်တော့ as adjective or ever as ကိုသုံးပါတယ်ဟုတ်ကဲ့ခုနကတော့ကျွန်တော်ဖော်ပြခဲ့တဲ့ ကျောင်းသားများစုမျက်စိလည်ကြတဲ့ pattern လေးနဲ့ပတ်သက်ပြီးတော့မှဒီ pattern လေးကိုကျွန်တော် example နဲ့လည်လာစေချင်တယ်။ as နော် adjective ပါပါမယ်ရှိမှ subject ဖြစ်ပေါ့ဗျာ။ adjective တွေ့အောင်မှ noun ပါရင်ပါမယ်တော့မဟုတ် time or place a verb ပေါ့ဗျာအတိအကျပြောမှာစေ a verb တွေပါလာသေးတယ်ဆိုရင်တခါတည်းတွဲခေါ်ရမယ်ပြီးတော့မှ as တွေ့ရအောင်မှ subject verb ူရဲ့နောက်မှာတခါ time and place ပါလိုက်ရ time and place subject verb ပဲဆိုရင် subject verb တို့လိုမျိုးပုံမှန်ရေးပြရတယ်အဲ့တော့ကျွန်တော်ကတော့ဒီ pattern ကြီးကိုကြည့်တယ်ဆိုတာအထက်ကိုများများ practice လုပ်လုပ်စေချင်တယ်ခဏခဏ practice လုပ်ရင်ဒါကကျွမ်းကျင်သွားတာပဲဖြစ်ပါတယ်နောက်ဆို example လေးတွေကြည့်ကြအောင် it wasn't as sunny here as it was there ဒီမှာဆိုရင်ဒါကတော့ subject verb ကိုရှင်းပြစာမလိုဘူး as ရဲ့အနောက်မှာကျွန်တော်တို့ sunny ဆိုတဲ့ adjective ပါတယ်ပြီးတော့မှ here ဆိုတဲ့နေရာပြကိုပုံကိုဖော်ပြရတဲ့ place ပါတယ် event of place ပေါ့ဗျာအဲ့တော့ sunny adjective event တခါတည်းတွဲပြီးတယ်ပြီးမှ s ရေးတယ်ပြီးတော့မှ subject verb နော် subject verb အနောက်မှာကျွန်တော်တို့နေရာပြပုံပိုင်းရဲ့နေရာပြပုံပေါ်မှာတခါတည်းနိုင်ရှင်ပြရတယ်ဒါမှကျွန်တော်တို့ကဒီနာမှာတဲ့ဟိုမှာလိုမျိုးနေမပူဘူးလို့ပြောချင်တာနောက်တစ်ခုကြည့်ကြအောင်ဆို her house isn't as far from the bus stop as it is from the station ဒီနေရာမှာလည်းတိုင်းမယ်ဒါကတော့ subject verb ပေါ့ဗျာ s နှစ်ခုကြားမှာ far ဆိုတဲ့ adjective ပြီးရင်နော် far ဆိုတဲ့ adjective ပြီးရင်အနောက်မှာ from the bus stop ဆိုတဲ့ဒါနေရာပြပုတ်ဖြစ်တဲ့ effect ကြီးပါတယ်အဲ့တော့ effect ကိုရေးပြရမယ်ပြီးတော့မှ s ခံမယ်ပြီးတော့မှ subject verb from the station ဆိုတာဒီ place ဖြစ်တယ် place ဖြစ်တယ်ဒါတော့တက်ဆက်ထဲရေးပြရတာပေါ့နော် Now the cool, the kids weren't as happy at the zoo as they were at the amusement park. ဒီမှာလက်တိုင်းမှာ subject verb as နှစ်ခုကြမှာ adjective ရဲ့အနောက်မှာ a verb တွေပါလာရင်တခါတည်းကပ်ရေးပေးရမယ်ပြီးတော့မှ subject verb ပြီးတော့မှတခါနေရာပြဖို့ပေါ့ဗျာသူကတော့နေရာပြဖို့နှစ်ခုကိုနိုင်ရှင်တာဒီမှာလည်းနေရာပြဖို့နှစ်ခုကိုနိုင်ရှင်တာဒီမှာလည်းနေရာပြဖို့နှစ်ခုကိုနိုင်ရှင်တာဖြစ်ပါတယ် ဒီအရင် slide မှာတော့ this year နဲ့ last year ကြတော့အချင်းပြတ်ပုံတစ်ခုကိုနိုင်ရှင်တယ်လို့ပြောရမှာပေါ့နော် I know seen as many people at the library as at the cinema ဒီမှာကြတော့ဒီနေရာပြတ်ပုံမှာရှိတဲ့လူတွေကိုနိုင်ရှင်တာ subject verb ပြီးတော့မှ as many many เนาะကျွန်တော်တို့ many ရဲ့နောက်မှာ people ဆိုတဲ့ noun တွေเนาะ noun ပါရင်လည်းပါမယ်ပြီးတော့မှ at the library လို့ခေါ်တဲ့ a verb of place လည်းပါရင်ပါမယ် ကိစ္စမရှိဘူးတခါလေးရေးရုံမဲ့ many people at the library as at the cinema ဒါကြတော့ subject ပဲမပါဘူးဘာပဲပါလဲဆိုတော့ place ပဲပါတာပေါ့ဗျာ place ပါရင် place တခါလေးအလူသူကတော့နေရာပြပုံတစ်ခုမှရှိတဲ့လူတွေကိုနိုင်ရှင်တာဖြစ်တယ်နောက်တစ်ခု a politician doesn't understand ဒါတော့ subject ဒါတော့ verb as much သူရအနောက်မှာ about history ဆိုတာတမိုင်းကြောင်းဆိုတော့ noun ပေါ့နော် adjective အနောက်မှာ noun ပါမယ်ပြီးတော့မှ as historian ဆိုတာက subject နော် that ဆိုတာက verb ဒီနေ့မှာ that ဆိုတာကဘာကိုညွှန်ညင်တာလဲဆိုတော့ understand ကိုပဲညွှန်ညင်တာနော်နိုင်ငံရေးသမားတွေကတမိုင်းဆရာတွေတမိုင်းသမားတွေလောက်နော်တမိုင်းเจ้าကိုမသိဘူးလို့ပြောချင်တာအဲ့တော့ဒီ that လို့သုံးတာလေးကိုသတိထားမယ်ဒီနေ့မှာ understand လို့မရေးဘူး subject verb ပဲနိုင်ချင်တာသူကတော့အနောက်က time and place မပါတော့ဘူးပေါ့အဲ့တော့ဒီ pattern လေးကိုကြည့်ပြီးတော့မှ adjective ရဲ့အနောက်မှာ ် avet တွေပါလာရင် agitation တော့မှာ avet တွေပါလာရင် agitation တော့မှာ avet တွေပါလာမယ် agitation ရဲ့အနောက်မှာ noun တွေ avet တွေပါလာမယ်နော် agitation ရဲ့အနောက်မှာ noun တွေပါလာမယ်ဆိုရင်လည်းအတူတူတစ်ခါရဲ့တွဲခေါ်ပြီးတော့မှရေးရပါတယ်ဒီအကြောင်းလေးကိုခဏခဏ practice လုပ်ပြီးရင်အားလုံးစင်ပြေသွားကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ exercise ကိုကြံသေးတယ်သွားကြရအောင် find each pair of sentences using ss ကိုရင်တူတဲ့နှစ်ခုကို စစ်ပြရမှာပေါ့ SS နဲ့တုံးပြီးတော့မှအဲ့ဒီ easy ပေါ့ climbing up a mountain is difficult climbing down a mountain is also difficult ကျွန်တော်တို့က difficult ဆိုတဲ့ဒီ adjective ကိုကျွန်တော်တို့က s နှစ်ခုကြားမှာထားမှရေးရမှာပေါ့တောင်တက်ရတာလည်းခက်တယ်တောင်ဆင်းရတာလည်းဆင်းရတာလည်းပဲခက်ပါတယ်ဒါကြောင့်ဒါကြောင့်လည်းပေါင်းမယ်ဆိုရင်ဘယ်နေစာရေးမလဲ climbing down a mountain is ပြီးတော့မှ as difficult as climbing up a mountain Okay, ဒီလိုမျိုးလေ့ကျင့်လို့မရဘူးလား. Climbing up a mountain is a difficult as climbing down a mountain. ရပါတယ်သူတို့ညာလေ.အပေါ်ကဆင်းတဲ့ငါပို့ပြီးတော့မှအတိတ်ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့တောင်တက်ရတာခက်တာတော့မထူးဆန်းဘူးလေဗျာ။ဒါကတော့ခက်တာပဲ. Climbing down a mountain တောင်ဆင်းရတာခက်တာကြတော့နည်းနည်းထူးဆန်းတာပေါ့။ဒါကြောင့်မို့ကျွန်တော်တို့ကတောင်ဆင်းရတာခက်တယ်ဆိုတာကိုအလေးပေးခြင်းလို့ကျွန်တော်ကတော့အပေါ်တစ်ခုကိုပူကြိုက်ပါတယ်။တော်တော်ညာလေဒီနှစ်ခုလုံးကအတိတ်ပဲတူတူပါပဲ။ Okay, တော်စံဆင်းပြမယ်တဲ့။စက်ကြီးကြောင်ဆို. Oscillate ပြတော့တည်ထားပေးပါ။ it is warm today it was also warm yesterday okay ဒီပုံစံလေးပေါ့ဗျာเนาะ also ကတော့ပြန်ထားလိုက်တော့အဲ့တော့ဒီနေရာမှာ adjective ပါတယ် a verb ပါတယ် adjective ပါတယ်ပြီးတော့မှ a verb ပါတယ်เนาะမနေ့ကနဲ့ဒီနေ့ကိုနိုင်ရှင်းကျင်တာအဲ့တော့မနေ့ကလိုပဲဒီနေ့လည်းနှွေးထွေးတယ်ပူတယ်ပေါ့ဗျာအဲ့တော့ဘယ်လိုရေးမလဲသူကတော့အရှိမပဲဒီ yesterday ကိုအရှိမပဲထားထားအရှိပုံမှာပဲရေးရေးဒီခဏလေးကိုတော့အရှိပုံမှာပဲရေးဒါတော့အဆင်ပြေတယ်ခင်ဗျာ ဘလိုပဲရေးပါအဲ့တော့ဘလိုရေးမလဲ it was as warm yesterday တခါကျွန်တော်တို့ခေါ်ပေးရတယ် adjective အနောက်မှာကျွန်တော်တို့ yesterday လို့ခေါ်တဲ့ adverb ပါလိုင်းတွဲခေါ်ပြီးတော့မှ as it is today လို့ရေးပေးရတာပေါ့ဗျာကျွန်တော်တို့ဒီနေရာမှာမှတ်လိုက်တယ်လေ it is warm ဆိုတဲ့ဟာကိုမြုပ်လိုက်တာပေါ့နော် okay အစင်စင်တယ်မယ်လို့ထင်တယ်စစ်ကြည့်ကြအောင်ဆိုဒီလိုလည်းရေးလို့ရပါတယ် it is as warm today as it was yesterday ဒီလိုလည်းတူတူပါပဲခင်ဗျာ Number three, the shopping mall is crowded today. It was also crowded yesterday. Demand uh, did I mean? Crowded. Oh, yesterday and ma today so the ever bar. Demand crowded. Yesterday so the ever bar. The money and the new nation ma. Hello, just look up behind this. I mean, she away. Now, go away. Okay, the shopping mall where you are. Yeah, I did. Carol, you know, look up the shopping mall. We don't have a hole. Hello, the shopping mall was. သူကလည်းစာရေးမယ် yesterday နဲ့စာရေးမယ်ဆိုရင် as crowded yesterday တခါတွဲလိုက်ခေါ်ခဲ့ရမယ် as it is today နောက်တစ်မျိုးလည်းရေးလို့ရတယ် the shopping mall is as crowded today as it was yesterday အဲ့တော့ adjective ရဲ့အနောက်မှာ adverb တွေပါလာရင်တခါတွဲခေါ် adjective ရဲ့အနောက်မှာ adverb တွေပါလာရင်တခါတဲ့တွဲခေါ်ပါတယ်ပြီးတော့မှသူ့ရဲ့အနောက်မှာရေးတဲ့ပုံစံလေးကိုကြည့်အောင်ကျွန်တော်ဒီမှာပြောခဲ့ရအောင် subject verb time and place subject verb time subject verb time ဖြစ်ပါတယ်ဒီနေ့ခြုံမပြောမယ်ဆိုရင် avert တွေပေါ့ဗျာ subjective avert subjective avert ဒီလိုမျိုး nation တွေဆိုရင်ဒီလိုပုံစံရေးရတာပါစစ်ကြည့်ကြအောင်ဆို yesterday the play were they usually play where ဒီပုံစံလဲတော့အနေနဲ့ထူးဆန်းနေတယ်ပေါ့ဗျာအဖြေလို့ပဲတန်းကြည့်လိုက်အောင်သူတို့ဟာကောင်းကောင်းကစားခဲ့တယ်မနေ့က they usually play well သူတို့အများအတန်းကောင်းကောင်းကစားတယ်အဲ့တော့သူတို့ကမနေ့ကလည်းခါတိုင်းကစားလိုမျိုးပဲသူတို့ကောင်းကောင်းကစားခဲ့လို့ရည်ရမှာအဲ့တော့ yesterday they play well ဆိုတဲ့ verb ကို as well as they usually ကျွန်တော်တို့ example မှာလည်းထည့်ခဲ့ပြီး do ကို play အစားသုံးခဲ့တာ okay ကျွန်တော်အဟုတ်တယ်ကျွန်တော် dip ပြန်မထင်နေတာမဟုတ်ဘူးဒီထဲမှာ usually ဖြစ်တဲ့အတွက် usually do ပဲထည့်ရမှာပါ okay သူတို့ခါတိုင်းကစားနေတယ်လို့ပဲမနေ့ကလည်းသူတို့ကောင်းကောင်းကစားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay number 5 My mother is always busy. My father is always busy. အဲ့တော့အမေကလည်းပြအလုပ်များတယ်အဖေကလည်းအလုပ်ရှုပ်တယ်။အဲ့တော့အဖေလည်းအမေလိုပဲလုပ်ရှုပ်တယ်ပေါ့ my father is always as busy as my mother ဒါကြတော့ရှင်းပါတယ်အမေအလုပ်များတာတော့မဆမ်းဘူးပေါ့ဗျာအဖေလုပ်များတာတော့ဆမ်းတာပေါ့နော်နှမျိုးရင်းလဲရပါတယ် my mother is always as busy as my father ပါပဲ okay သူဆန်းတာကတော့ number 2ရယ် number 3ရယ် number 4ရယ်ပါပဲကျွန်တော်တော့တင်သူဆန်းမှုအဲ့တော့ဒီ adjective အနောက်မှာ effect တွေပါလာတယ်ဆိုရင်တခါတည်းတွဲခေါ်ပေးရမယ်ပြီးတော့မှ as အနောက်မှာ it is today it was yesterday အစရှိတဲ့ပြည့် subject verb အချင်းပြပုတ် subject verb အချင်းပြပုတ်ခြုံမပြောရင် adverb တခါလဲကတ်လိုက်ပြရမယ်ဒီပုံစံလေးကထူးဆန်းပါတယ်လေ့လာထားပါ Okay နံပါတ် D ကြံလေးတွေခင်ဗျာ join each pair of sentences using not as as ဒါကြတော့ဂုံရီမတူတဲ့ဟာတော့နိုင်ရှင်တော့မှာကြည့်ကြအောင် Robots can work more precisely than human workers. Precisely ဆိုတော့တိတိကျကျပေါ့နော်။အဲ့တော့စရုပ်တွေဟာလူတို့ထက်ကိုဘုံမတိတိကျလုံးနေနေတယ်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြန်ရေးမလဲ။နောက်တော့ရေးမှာဆိုတော့လူသားတွေကလူသားလူသမားတွေကစရုပ်လူသမားတွေလောက် တိကျကျအလုံးမလုပ်နိုင်ဘူးအဲ့တော့ more precisely ဆိုတာကိုကျွန်တော်တို့က d2 ကိုကျွန်တော်တို့က d1 နဲ့ပဲရေးရမှာကို s နှစ်ခုကြမှာအဲ့တော့ more ဖြောရမယ်အဲ့တော့ဘယ်နေစာရေးမလဲ human workers နေစာရေးမယ်သူကတော့ robots နေစာရေးလို့မရဘူးကျွန်တော်တို့ဂုံရင်တူလို့ဒါအရှင်းနောက်ထားလို့ရတာဒီမှာဂုံရင်မတူဘူးလူသားလူသားလောက်သမားတွေကစိတ်ရုပ်တွေလောက်တိကျကျအလုံးမနိုင်ဘူးလို့ရေးရမှာကြောင့်မို့ human workers cannot work as precisely as robots cannot ခွဲလို့မရပါခင်ဗျာဒီထားပေးပါ Number seven. A little lamp is brighter than a candle. Listen me in nga. ဖျောင်းတိုင်တိုင်ထည့်ပို့ပြီးတော့မှတောက်ပါတယ်ဒီ2ကို degree 2ကို degree 1ပြောင်းပေးရမယ် BRNGHD bright ဒီပါပဲအီယာဖြုတ်ရမယ်ပေါ့ကျွန်တော်တို့က okay အဲ့တော့အခန်းထဲနေစာရေးရမယ် a little lamp ကနေမြင်အောင် a candle is not as bright as a little lamp ဖြစ်ပါတယ် number Coco spends more time playing than studying. Coco ဟာကစားခြင်းကိုတဲ့စားလေ့လာခြင်းထက်ပိုပြီးတော့မှအချိန်ကုန်ဆုံးတယ်။အဲ့တော့သူက studying နဲ့ playing နဲ့ပေါ့နော်။ဒီနေရာမှာ more time more ဆိုတဲ့ D2 တရံ။နော် more ရဲ့ D2 ကပဲဖြာဖြာဖြစ်မလဲ။ match ပေါ့ဗျာ။ adjective ရဲ့နောက်မှာ time playing ဆိုတာဒီ more time time ဆိုတာက noun ပေါ့ဗျာနော်။သူ့ရဲ့နောက်မှာ noun နေပါတယ်။တစ်ခါတွဲခေါ်ရမယ်။အဲ့တော့ studying ဆိုတာလဲ noun ။ Okay ။ more time ဆိုတော့ the playing ဆိုတာလဲ noun ကစားခြင်းเนาะသူရဲ့နောက်မှာ more time ဆို much time ဖြစ်တော့မယ်ပေါ့ okay studying sorry coco does not spend as much time studying as playing လို့ဖြစ်တော့မယ်ပေါ့เนาะသူက much time သူကဒီမှာမြုပ်မှတ်ရေးထားတာ much time studying much time playing more time playing then studying မြုပ်မှတ်ရေးထားတာလေးကိုကျွန်တော်ပြန်ဖော်ပြတာပေါ့ coco does not spend as much time studying as playing ဖြစ်ပါတယ်။ဒါဆိုရင်စပြမယ်လို့ထင်တယ်။ तू က adjective အနောက်မှာ noun နေပါလာရင်တွဲခေါ်ခဲ့ပါ။ noun နေပါလာရင်တွဲခေါ်ခဲ့ရပါတယ်။ပြီးတော့မှဒါကတော့ noun ပေါ့နော်။ subject verb တော့မပါဘူးပေါ့။ Okay. Nuclear power is cleaner than coal ဒါတော့လွယ်ပါတယ်။ Nuclear ဆိုရင်ကကြောင်မီးသွေးဆိုရင်မီးသွေးဆိုရင်ထက်ကိုပို့ပြီးတော့မှတန့်စင်တယ်။ Okay. Coal is not as clean as nuclear power. ဒါတော့ very easy ပါ။ Number 10. the air quality in rural area is better than the air quality in urban areas. ဒါလည်းရလွယ်ပါတယ်။ Okay. Then နောက်က the air quality in urban areas ထိမှတ်ထားလိုက်မယ်ပေါ့။ The air area in urban area is no better yet the two are good. As good as the air quality in rural areas ဖြစ်ပါတယ်။ Okay, very easy ပါ။ကျွန်တော်တို့သတိထားရမှာက adjective အနောက်မှာ noun နေ adverb တွေ no about or time and place တွေပါလာရင်တခါတည်းအတွဲလိုက်ရေးပြီးတော့မှ as in အနောက်မှာ subject verb အမောရဲ့ noun subject verb about time and place subject verb time subject or place sorry ဆိုကြအောင်ပြောကုန်ပြီ about or place about or time ဒါလေးတွေကပ်ပြီးတော့မှရေးရတယ်ဆိုတာပါပဲ Okay ဒါဆိုရင်တော့စင်ပြသွားလိုက်မယ်လို့ထင်တယ် SMPT များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြရအောင်ပါအပတ်မကျရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မြတ်တရားခံပါစေ Bye bye